င်္ဂလာပါခင်ဗျာ MCN TV News Channel ရဲ့ Academy eCampus Podcast အစီအစဉ်ရဲ့နောက်ဆုံးအပိုင်း6ခဏကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဟာဒီအပိုင်းမှာတော့ Francis Pegong ၏ရုပ်တုလင်းမျိုး series တစ်ခုလုံးကိုနေကုန်းချုပ်တုံတပ်ပြီး Pegong ၏အတွေ့အခေါ်များကခေတ်တည်ကဘာနဲ့ AI ခေတ်ပေါ်မိတို့လွှမ်းမိုးနေကြောင်းကိုဖော်ထုတ်တင်ပြသွားပါမယ် ကျွန်တော်တို့ဟာမျိုးနွယ်စုဂူလုံးဈေးကွက်နဲ့ဇက်ယုံရုပ်တုများအကြောင်းကိုနက်နက်နဲနဲဆွေးနွေးခဲ့ပြီးပါပြီဒီရုပ်တုတွေဟာအာနာခွဲဝင်မှုစနစ်ကိုဖျက်ဆီးပစ်နိုင်တဲ့ဥပဒေရေးရာချုပ်ယွင်းချက်များတာမကပဲလူစိတ်ထဲမှာအမြင့်တွေနေတဲ့စနစ်ကကြောင့်မတိမှု systemic ignorance ရဲ့အရင်းအမြစ်တစ်ခုတည်းဆိုတာကို အခိုင်အမာတွေ့ရှိခဲ့ရပါတယ် ဖရန်စစ်ဘေဂွန်ဟာရုပ်တုလေးမျိုးကိုဖယ်ရှားခြင်းဖြင့်အမှန်တရားကိုရှာဖွေရမှာဝေဖန်ဆန်းစစ်သောစိတ်ဓာတ်ကိုမွေးမြူပေးခဲ့ပါတယ်။သူ၏ Novum Organum တချို့ရ20စာအုပ်ဟာခေတ္တတိပန်နိကြနီလန် Scientific Method အကွက်မွေးဖွားခဲ့တဲ့မိရှုတန်ဆောင်ဖြစ်လာခဲ့ပါတယ်။ ဘေကွန်ကကျွန်တော်တို့ကိုဘာကြောင့်ဆိုတာကိုမေးခွန်းထုတ်ဖို့အဘယ်ကြောင့်ဆိုတာကိုစမ်းသပ်ဖို့တင်ပေးခဲ့ပါတယ်။ဒီသင်ခန်းစာဟာဒီမိုကရေစီအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့အာနာရှင်အယူဝါဒ authoritarian dogma ဟာအရစ္စတိုတယ်ခေတ်ကအယူဝါဒလိုပဲမေးခွန်းထုတ်ခွင့်ကိုပိတ်ပင်ထားလိုပါပဲ။ဘေကွန်ကို လိုက်နာခြင်းဟာနိုင်ငံရေးသမားရဲ့အာဏာကိုစိန်ခေါ်ခြင်းနဲ့အတူတူပဲဖြစ်ပါတယ်။ AI ခေတ်နဲ့ social media လွှမ်းမိုးရဲ့ဒီခေတ်ခေတ်မှာဘေးကုန်ရေးရုပ်တုတွေကပုံမိုးအေးပါလာပါတယ်။ Digital echo chambers များ filter bubbles များဟာဂူလုံရုပ်တုနဲ့မျိုးနွယ်စုရုပ်တုကိုပုံမိုးခိုင်မစေပါတယ်။လူတွေဟာသူတို့ကြားချင်တဲ့သတင်းကိုပဲထပ်ခါတည်လဲလဲကြားနေရလို့အမှန်တရားကနေပိုဝေးသွားကြပါတယ်။ဒီနေရာမှာ deep think လုပ်ရမှာမယ်။ online ပေါ်ကဝိုင်းကြိုက်ခြင်းဟာဇက်ယုံရုပ်တုရဲ့အချိုးဆက်အခုပဲဖြစ်ပါတယ်။ စနစ်တကျဖန်တီးထားတဲ့မာယွင်းနဲ့ဇက်လန်းကိုယုံကြည်ထားတဲ့လူတို့ဟာအတွေ့အသည့်ကိုတင်ပြသူအမှန်တရားကိုထုတ်ဖော်သူကိုရန်သူလို့သတ်မှတ်ပြီး group violence အောက်ဆူလိုက်အကြမ်းဖက်မှုတွေလှုပ်လာကြတယ် တာဟာကိုပုတ်နေတဲ့ဦးနောက်ကိုစိတ်ပိုင်းဆိုင်ရာဖြေလျှော့ psychological release ဖို့ကြိုးစားနေတာပါတယ်။မတိမှု ကနေလာတဲ့ပฏิပခပါ။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဒီ podcast series ဒီခုလုံးရဲ့ဏီကုန်းချုမေတ္တာရက်ခန့်ချက်ကတော့အာနာခွဲဝေမှုအတွက်ဥပဒေရေးရာခန့်တက်များတိဆောက်ယုံတာမကပဲဘေကုံဤနီလန်းအတိုင်းလူစိတ်ထဲက YouTube များကို ဖေရှားပေးရမှာဖြစ်ပါတယ်။ဒါကိုဘယ်လိုလုပ်ဆောင်နိုင်မလဲ။ပညာရေးကိုမြင့်တင်ခြင်းနဲ့ AI ဤပညာကိုအသုံးပြုခြင်းနဲ့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Academy eCampus Podcast ဟာ John Locke မှာ Francis Bacon အထိဒါသနာဆိုင်ရာအသိပညာများကိုနက်နဲစွာထိုးထွင်းဆင်ခြင်တင်ဆက်ခြင်းဖြင့်ပฏิပါခဤအရင်အမြင်ဖြစ်သော မတိမှုကိုတိုက်ခတ်ဖို့ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။အာနာခွဲဝင်မှုရဲ့တန်ဖိုးကို လူတို့ကနက်နက်စွာသိရှိမှသာနိုင်ငံရေးသမားများဟာဥပဒေ၏အထက်မှမနေနိုင်တော့ဘဲစစ်မှန်တဲ့ဒီမိုကရေစီကိုခိုင်မာသည့်အုတ်မြစ်ပေါ်ဝင်တည်ဆောက်နိုင်မှာပါ။ ကျွန်တော်တို့ရဲ့ Francis Bacon ၏ရုပ်တုလိမ်မျိုး series တစ်ခုလုံးကိုစိတ်မှန်တစားနားဆင်ထိတ်ခဲ့ကြရတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ဤမိတာရက်ခန့်ချက်ကိုအလေးထားမှတ်သားပေးပါ။ပညာရေးသည်သာအမှန်တရားဤအလင်းရောင်ဖြစ်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။ Myanmar Channel News Academy ရဲ့ eCampus Podcast အစီအစဉ်တို့အစီအစဉ်တွေကိုစောင့်မျှော်ကြည့်ဖို့တိုက်တွန်းတွင်အဆုံးသတ်လိုက်ရပါမယ်။